အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာအုပ်လေးတုပ်ကို review ပုံစံလုပ်ပေးခြင်းပါတယ်ခင်ဗျာတကယ်တော့ဒီစာအုပ်လေးကို audio book အနေနဲ့တင်ဆက်ပေးမှာဖြစ်လို့စာအုပ်ရဲ့အမည်လိုလည်းဆိုနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်ဟာဒီစာအုပ်လေးကိုအချိန်ချင်းဖတ်ခဲ့လို့အဲ့ဒီစာအုပ်ပေါ်မှာကျွန်တော်ရဲ့ကိုယ်ပိုင်ထင်မြင်သုံးသပ်ချက်လေးတွေကိုပါတင်ဆက်ပေးခြင်းလို့ဒီပုလေးကိုလှုပ်လိုက်တာဖြစ်ပါတယ်ကျွန်တော် review လုပ်ခြင်းတဲ့စာအုပ်လေးကတော့ချက်လန်တန်ရေးသားတဲ့ ငွေရင်အင်္ဂလိပ်ဝတ္ထုကိုဆရာကုံဝင်းဘာသာပြန်ရေးသားထားတဲ့အရင်ခေါ်ရန်ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။အဲ့စာအုပ်လေးဟာရိုးရှင်းတဲ့လူနဲ့တိရစ္ဆာန်ကြားကဇလန်းတပုတ်ဆိုတာထက်ပုံမနှဆိုင်တဲ့အတွေ့အမြင်တွေနဲ့ပန်းချာစိတ်ဖြာထားတဲ့ဇလန်းတပုတ်ဖြစ်ပါတယ်။ဇလန်းရဲ့အစာပိုင်းမှာဘတ်ဆိုတဲ့ခွေးတစ်ကောင်ဟာတရားသူကြီးမီလာရဲ့အိမ်မှာတင့်နေကောင်းမွန်စွာနေထိုင်ခဲ့ရတယ်။အိမ်မွေးခွေးတစ်ကောင်ရဲ့ပုံကို ဆရာချက်ကပုံပေါ်ထားခဲ့တာပါကောင်းမွန်ပြည့်စုံစွာနဲ့နေနေခဲ့ရတဲ့ပတ်ဟာအရွယ်ရောက်လာတဲ့အခါမှာတော့တောင်တန်းခိုင်မာပြီးအာရင်ပြည့်ဖြိုးတဲ့ခွေးကြီးတစ်ကောင်ဖြစ်လာခဲ့ပါတယ်အဲ့ဒီချိန်မှာလူတွေကလည်းအသက်ရေခဲပြင်ဒေတာတွေစီမှာရွှေကိုစတင်တွေးရှိခဲ့ကြပြီးဒကမာလုံးမှာရှိတဲ့လူတွေကအဲ့ဒီရွှေထွက်တယ်ဆိုတဲ့နေရာကိုရွှေရှာဖွေဖို့အတွက်စွန့်စားခရီးထွက်လာခဲ့ကြပါတယ်အဲ့ဒီလူတွေအတွက်ရေခဲပြင်ဒေတာတွေမှာရင်ဖြစ်သုံးဖို့ စွဖားဆွဲနိုင်တဲ့တောင်တင်းခိုင်မာတဲ့အမွေးဘဝခွေးကြီးတွေအလိုရှိခဲ့ကြပါတယ်ပြောရမယ်ဆိုရင်တော့ဘက်လူမျိုးခွေးကောင်ကအဲ့ဒီဒေတာမှာဈေးကောင်းရမယ်ခွေးကောင်ဖြစ်လာခဲ့တယ်ဆိုပါတော့ဗျာဒါကြောင့်လဲတစ်ထည့်တယောက်ရဲ့အမွေးခွေးဘဝနဲ့ပြည့်စုံနေခဲ့တဲ့ဘက်ဟာခွေးတစ်ခုတယောက်ရဲ့ခိုးယူရောင်းစားခြင်းကိုခံခဲ့ရပြီးတဲ့နောက်မှာတော့သူ့ဘဝရဲ့နေ့စဉ်ဖြတ်တန်းမှုတွေဟာအရင်အချိန်နဲ့ဘယ်လိုမှရှင်လို့မရအောင်အပြောင်းလဲကြီးပြောင်းလဲလာခဲ့ရတာဖြစ်ပါတယ် လူတွေလို့ပြောမယ်ဆိုရင်တော့အရာရာပြည့်စုံနေခဲ့တဲ့လူတွေရောက်ဟာကုန်းကောက်เสียမှရှိအောင်မွေးသွားပြီးဘဝရှင်ရက်တည်နေထိုင်နိုင်ဖို့အတွက်စူးစမ်းနေထိုင်ခဲ့ရတဲ့အခြေအနေတွေကိုစိတ်ဝင်စားအောင်ရေးသားချေမုန်းခဲ့တာဖြစ်ပါတယ်ဒီဇလန်ဟာခွေးတကောင်ရဲ့ဇလန်ဖြစ်တဲ့အတွက် လူတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ဘတ်ဆိုတဲ့ခွေးလေးတကောင်ဟာအတိတ်ကဘိုးဘေးတွေရဲ့ဗီဇတွေနဲ့သူ့ရဲ့စိတ်ကူးဉဏ်တွေရှုပ်ထွေးနေပြီးမတ်ဆိုင်တဲ့အတွေ့အမြင်တွေနဲ့ပိုင်းခြားစိတ်ဖြာထားတာဖြစ်ပါတယ် ဘက်ကိုယ်တိုင်ကလည်းလူအတိုင်းဝိုင်းရဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာဖို့ကြိုးစားနေခဲ့တယ်လို့သူစိတ်အတွင်းမှာနှိုးထလာတဲ့ရှေးရိုးဆွဲဗီဇတွေနဲ့ရုံးကန်နေရတဲ့အခြေအနေတွေကိုဖွဲ့ဆိုထားတာဖြစ်ပါတယ်။တကယ်တော့လေဘက်ဆိုတဲ့ဇက်ကောင်ရဲ့စိတ်နေတဘောသားဟာလူသားတွေရဲ့နေ့စဉ်ဘဝဖြတ်တန်းမှုတွေမှာပြုကျင့်နေကြတယ်လို့မျိုးလူအတိုင်းဝိုင်းယဉ်ကျေးမှုဆိုတဲ့မျက်နှာပုံးရဲ့အောက်မှာကျွန်တော်တို့တွေအားလုံးတည်ဆောင်သွားနေရတဲ့အခြေခံကြတဲ့စိတ်နေတဘောသားတွေရှိနေကြတာဖြစ်ပါတယ်။ ဇလန်းထဲမှာတော့ဘတ်ဆိုတဲ့အိမ်မွေးခွေးကြီးတစ်ကောင်ရဲ့ဘဝခရီးကိုခြေရာကောင်းရင်လူယဉ်ကျေးမှုနဲ့တဘာဝဗီဇတွေချာမှာဖြစ်ပေါ်နေတဲ့သာဝရပြိပက္ခတွေစီကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ဆက်လိုက်ဖြစ်တဲ့ဘတ်ဟာကထာနဲ့ပတ်ဝန်းကျင်တွေကြောင့်သူ့ရဲ့ပင်ကိုယ်စွမ်းရည်တွေနိုးကြားလာခဲ့ရတယ်လို့ဘတ်ရဲ့ဘဝခရီးဟာလည်းလူသားတွေရဲ့ချုပ်ချယ်မှုကနေတဘာဝရဲ့လွတ်လပ်မှုစီကိုကူးပြောင်းနိုင်ခဲ့ပါတယ်။ဘာသာပြန်ရေးသားတဲ့ဆရာဆရာခုံဝင်းကလည်း ြန်မာရိုးရာစကားပုံတွေဒေတန္တရဆိုင်ရာအကြောင်းအရာတွေကိုပြပြအောင်ပေါင်းဆက်ပြီးမူရင်းစာအုပ်ရဲ့အနှစ်သာရကိုမပြည့်စည်စေဘဲမြန်မာစာဖတ်ပရိသတ်တွေအတွက်အကောင်းမွန်ဆုံးဖြစ်အောင်ရေးထားတယ်ဆိုတာကတော့ဒီစာအုပ်ကိုဖတ်ကြည့်တဲ့လူတိုင်းသိနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီစာအုပ်လေးဟာရိုးရှင်းတဲ့စွန်စားကန်းဇလန်းတစ်ပုဒ်များတာမဟုတ်ပဲလူသားတွေရဲ့အတွင်းစိတ်နဲ့တဘာဝကဘာကြားမှာရှိတဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကို စူဇန်ထားတဲ့စာပေလက်ရာကောင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာဆရာချဲ့ရဲ့ဒီစာအုပ်လေးဟာစာအုပ်အနေနဲ့မမေ့နိုင်လောက်ကောင်းမွန်တဲ့လက်ရာကောင်းတစ်ခုဖြစ်တယ်လို့ဒီစာအုပ်ကိုစကားပြန်ရိုက်ကြတဲ့အခါမှာလဲဆက်လိုက်ဖြစ်တဲ့ဘက်ကို CGI နည်းပညာနဲ့ဖန်တီးပြီးတဘာဝကြကြရှန်တန်နေထိုင်ပုံကိုရိုက်ကူးပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်ရိုက်ကူးရေးတွေမှာလဲတကယ်လှတဲ့တောင်တန်းတွေနဲ့ရေခဲပြင်တွေမှာရိုက်ကူးထားတာဖြစ်လို့ တကယ်ကိုကြည့်လို့ကောင်းမဲ့စကားလေးတကားဖြစ်ခဲ့ပါရဲ့ခင်ဗျာစကားပြန်ရိုက်တဲ့အခါမှာတော့စာအုပ်ထဲကအတိုင်းမဟုတ်ပဲတချို့နေရာလေးတွေမှာအပြောင်းလဲလေးတွေရှိပါတယ်အရင်ခေါ်တန်းဆိုတဲ့စာအုပ်ကိုဖတ်ကြည့်ပြီးစကားနဲ့နှမ်းရှင်ကြည့်မယ်ဆိုရင်လည်းကောင်းမွန်တဲ့ရတာတစ်ခုကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်နောက်နေ့တွေမှာတော့စာဖတ်ဖို့အချိန်မအားတဲ့လူတွေအတွက် audio book လေးကိုနားဆင်နိုင်မှုအရင်ခေါ်တန်းဆိုတဲ့စာအုပ်လေးကိုတင်ဆက်ပေးတော့မှာဖြစ်လို့စောင့်မျှော် နားဆင်ပေးကြပါအောင်နော်